မင်္ဂလာပါဒီကနေ့မတ်လ14ရက်ဟာဆရနာသိမ်းမှု1503ရက်မြောက်ဖြစ်ပါတယ်ဒီဘက်မှာတော့ရခိုင်သတင်းအချင်းနဲ့အတူမြန်မာနိုင်ငံမှာလူသားချင်းစာနာမှုအကူအညီလိုအပ်သူတွေတိုးလာတဲ့အကြောင်းတင်ပြနိုင်ဖို့စူးစီးထားပါတယ်ပရမအဦးဆုံးရခိုင်သတင်းအချင်းကိုတင်ပြခြင်းပါတယ်ရခိုင်ပြည်နယ်မှာတော့အာရခတတော်အေကမြို့နယ်၁၄ခုကိုတိမ့်ပိုက်ထားပြီးစစ်ကောင်စီကတော့မြို့နယ်၃ခုကိုသာထိန်းချုပ်ထားနိုင်တော့တာဖြစ်ပါတယ် မအောင်မှာစစ်ရေးညှိနှိုင်းနေပေမဲ့ဒီစစ်တွေနဲ့ကြောက်ဖြူဝင်းကျင်မှာတော့လက်နက်ကြီးတွေ drone တွေနဲ့အပြန်အလှန်ပစ်ခတ်နေတဲ့အကြောင်းဒေသခံတွေကပြောပါဗျ။ရခိုင်ဘက်ကသတင်းတွေကိုပြောမယ်ဆိုရင်စစ်တွေနဲ့ကြောက်ဖြူအပြင်ရခိုင်နဲ့ထိစပ်နေတဲ့ယူလန်းတွေပေါ်ကအချင်းတွေကိုပါထည့်ပြောရဖို့ရှိလာပါဗျ။ရခိုင်နဲ့ထိစပ်နေတဲ့ယူလန်းတွေကတော့မကွေးတိုင်းနဲ့ချိတ်ဆက်ထားတဲ့အမ်မဒန်လန်၊ပဲခူးတိုင်းနဲ့ချိတ်ဆက်ထားတဲ့တောင်ကုန်းအုပ်ရှိပင်လန်နဲ့ AR တိုင်းနဲ့ချိန်ဆက်ထားတဲ့ခွားငတိုင်းချောင်းလမ်းတွေပဲဖြစ်ပါတယ်။မကွေတိုင်းနဲ့ချိန်ဆက်ထားတဲ့အမ်ဘဒန်လမ်းပေါ်မှာဆိုရင်အရာခတ်တော် AE ကလေချောင်းရံကာကွယ်တပ်ဖြစ်တဲ့နယ်ရီကန်စကန်ကိုတိုက်ခိုင်းနေပြီးအနီးဝန်းကျင်ကရွာတချို့နဲ့ကင်းစခန်းတွေကိုလည်းရရှိထားပါတယ်။ဒါကြောင့်ပဲစစ်တပ်ကမကွေတိုင်းဘက်မှာခံစစ်တွေစစ်ကူတွေပြင်လာပြီးနယ်ရီကန်ကိုလေချောင်းနဲ့ဒရုန်းတွေအပြင် စုံကုန်းတက်လို့ခေါ်တဲ့မဆခ905ကနေလက်နက်ကြီးပစ်ကူတွေပေးနေတာဖြစ်ပါတယ်။မြေပြင်အနေထားအရဆိုရင်တော့မဲရီကန်ကနေမကွေးတိုင်းဘက်ကိုသွားမယ်ဆိုရင်ဂုတ်ကြီးရွာရဲစခန်းမြေလဲရွာနဲ့ဆက်စစ်ရွာဝင်ချင်းပြီးတော့ပြင်းဝကိတ်မှာရှိတဲ့ဖရားတောင်ပြီးတော့စုံကုန်းရွာနားမှာရှိတဲ့မဆခ905နဲ့စရက်ကူရွာနားမှာရှိတဲ့အမတ409ကိုကျော်မှပတ်သိမ်မုံရွာလမ်းစုံအမ်မင်ဘူးလမ်းနေစုံနဲ့ပဒံမြို့ကိုရောက်ရှိမှာဖြစ်ပါတယ်။ ပဲဂိုးတိုင်းနဲ့ချိတ်ဆက်ထားတဲ့တောင်ကုန်းအုတ်ရှိပင်လမ်းဘက်မှာဆိုရင်တော့ညောင်ကျိုးစကန်ကိုအေကတလဝင်းကျင်ကြာထိုးစစ်ဆင်ခဲ့ရပြီးမက်ရှလာ73ရက်မနက်ပိုင်းမှာတင်ပိုက်လိုက်တာလို့သတင်းရင်းမြစ်တွေကပြောပါတယ်။ဗဒောင်းတက်နယ်ထဲမှာစစ်ကောင်စီရဲ့ကာကွယ်ရေးပစ္စည်းထုတ်စက်ယုံတွေဖြစ်ကြတဲ့ကပ္ပစ3 5 6 9နဲ့16တို့သိရှိပြီးအခုတင်လိုက်တဲ့ညောင်ကျိုးစကန်ဟာတိုင်ကျိုးစက်ယုံဖြစ်တဲ့ကပ္ပစ6နဲ့ဆိုလို့ရှိရင် စေမိုင်ကြော်ကြော်လောက်ပဲကွာဝေးတော့တာဖြစ်ပါတယ်။ AR retain နဲ့ချိတ်ဆက်ထားတဲ့ဂွားငတိုင်းချောင်းလမ်းဘက်မှာဆိုရင်တော့ပြီးခဲ့တဲ့အပတ်တွေကယူလာပေါ်မှာရှိတဲ့အာမတ344ရဲ့ကာကင်းတချို့ကို AA နဲ့ပူပေါင်းတက်တွေကတိုက်ခိုက်တဲ့သတင်းတွေထွက်ပြီးနောက်ပိုင်းထက်ကြားရတာမရှိသေးပါဘူး။ဒါပေမဲ့တာပေါင်းမျိုးနဲ့ဘောမိကြားကနေရာတွေမှာထိတွေ့တိုက်ပွဲဖြစ်ပွားတဲ့နေကိုမကြာခဏကြားလေရှိပါတယ်။ လူသားချင်းစာနာမှုအကူအညီလိုအပ်တဲ့အချိန်ဒီကတော့အခု2025ခုနှစ်ထဲမှာရခိုင်ချင်းကချင်စကိုင်းအပါဝင်မြန်မာတနိုင်ငံလုံးကပြည်သူတန်း30နီးပါးလူ3ယောက်မှ1ယောက်နှုန်းဟာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေလိုအပ်လာမှာဖြစ်တယ်လို့ကုလသမဂ္ဂကခန့်မှန်းထုတ်ပြန်ပါတယ်ဆေးရနာမသိခင်လွန်ခဲ့တဲ့လေးနှစ်တုန်းကတော့မြန်မာနိုင်ငံမှာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီလိုအပ်သူကတသမဲ့ရှိခဲ့တာဖြစ်ပါတယ် ပြီးတော့ပြိပခါတွေကြောင့်2025ခုနှစ်မှာလူပေါင်း၄သမ5သန်းကျော်လောက်ဟာအိုမဲအိမ်မဲဖြစ်လာနိုင်ကြောင်းနဲ့စံအပါဝင်အခြေခံရိခါတွေရဲ့ဈေးနှုန်းကတော့30ရာခိုင်နှုန်းလောက်အထိတက်လာမယ်လို့လဲဆိုပါတယ်။ပြင်းထန်တဲ့ရာသီဥတုအခြေအနေနဲ့စစ်ကောင်စီရဲ့တာမြင့်ကန့်သက်ပိတ်ဆို့မှုတွေကြောင့်အကြက်သေးတွေကပိုဆိုးလာရတာဖြစ်တယ်လို့လဲထောက်ပြထားပါတယ်။အခုတင်ပြထားတာတွေက DVB ကစူးစီးရရှိတလောက်ပဲဖြစ်ပြီး ဒေတာကန်ဒီဒေတာအခြေဆိုင်သတင်းတောက်တွေတာဝန်ရှိသူတွေရဲ့ပြောပြချက်နဲ့ထုတ်ပြန်ချက်တွေကိုကိုးကားထားတာဖြစ်ပါတယ်။နောက်ဆက်တွဲသတင်းတွေကိုတော့ DVV ရဲ့ website facebook နဲ့ youtube channel တွေမှာအချိန်နဲ့သတင်းကြီးဖော်ပြပေးနေပါတယ်ခင်ဗျာ။